ဒီလိုအချက်တွေကြောင့်မင်းသားအေဂျင့်မောင်ကိုချစ်သူတော်ခဲ့တဲ့မင်းသမီးစုပြည့်တစဉ်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းသမီးကျော်နိုင်ငံကျော်တယောက်ဆောင်စုပြည့်တစဉ်ကတော့အခြေအကိစ္စတွေနဲ့အရှုံရှင်းများတဲ့သူမတို့ရဲ့မျိုးရိုးမှာတယောက်ထဲသောရီစာကင်းရှင်းတဲ့သူပဲဖြစ်ပါတယ်အနေအေးပြီးတော့ချစ်ဖို့ကောင်းတဲ့အပြင်တယောက်ဆောင်ဘက်မှလည်းသူမရဲ့မျိုးရိုးတွေကလို့အပြစ်ပြောစရာမရှိအောင်အရေးချင်းရှိတဲ့အတွက်အနုပညာရှင်တွေထဲမှာနာမည်ပြလုံးဝမရှိတဲ့မင်းသမီးလေးဖြစ်ပါတယ် သူမရဲ့အခြေအကိစ္စတွေဟာရိုးရှင်းလွန်းပေမဲ့အနုပညာလောကကိုစတင်ဝင်ရောက်လာတဲ့အချိန်ကလေးကပြိသက်တွေသဘောတူခဲ့တဲ့မင်းသားကျော်တလက်ရှိပါတယ်။သူကတော့အားလုံးသိကြပြီးသားဖြစ်တဲ့မင်းသားဟင်းဝီရံပဲဖြစ်ပါတယ်။မင်းသားဟင်းဝီရံကတော့အခုချိန်မှာတဘာရင်ဝါရင်မင်းသားကြီးစင်ရင်ဝင်နေပြီဖြစ်ပါတယ်။မင်းသားအဖြစ်အနုပညာလောကကိုစောင့်ဝင်ခဲ့တဲ့အချိန်ကလေးကချောမော်လွန်တဲ့သူရဲ့ရုပ်ရည်ကြောင့်မိန်းကလေးပြိသက်တွေများစွာကိုရရှိခဲ့ပြီးတော့အနုပညာရှင်အမျိုးသမီးများစွာနဲ့လည်းဇလန်းတွေရှိခဲ့တာဖြစ်ပါတယ်။အခုချိန်မှာချမ်းသာတဲ့တတိယ ီးရဲ့ဇနီးအဖြစ်ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းနေရတဲ့မင်းသမီးမိုးယူဆန်နဲ့အလိုက်ပတ်ဆုံးအတွဲညီဆုံးအနုပညာရှင်ဆုံးတွဲဖြစ်ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကွဲကွာခဲ့ကြရတာဖြစ်ပါတယ်။နောက်မှာတော့အစိုးရမင်းသမီးဝိုင်းစုခိုင်သိန်းနဲ့ချစ်ကြိုက်ခဲ့ပြီးတော့မင်္ဂလာဆောင်တော်မဲချိန်နေတီတောင်ရောက်ရှိခဲ့ပေမဲ့မင်းသားဟင်းဝင်းရဲ့မိသားစုအတန်းဝိုင်းကသူမကိုလက်မခံနိုင်တဲ့အတွဲကြောင့်အဲ့ဒီအချိန်မှာအစိုးရပေါ့စားပွားသာရှိသေးတယ်။မင်းသမီးဝိုင်းစုခိုင်သိန်းကိုငွေနဲ့ပြပောက်ပြီးတော့လမ်းခွဲခိုင်းခဲ့တာပဲဖြစ်ပါတယ်။ အခုလိုမျိုးချစ်စလန်းတွေနဲ့အမြဲရှုပ်ထွေးပွေလီခဲ့ပေမဲ့နောက်ဆုံးမှာတော့မင်းသမီးဆိုဖီးတဲ့စင်နဲ့ဇက်ကားတွေတွေ့ရိုက်လာတဲ့အခါမှာနာမည်အဖက်ပြန်ဆင်နိုင်ခဲ့ပြီးတော့သူတို့နှစ်ဦးကိုသဘောတူတဲ့ပြိတ္တအဖွဲ့အစည်းတွေဖြစ်တဲ့အထိလိုက်ဖက်အောင်တရုတ်ဆောင်ကအတွဲညီခဲ့တာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းဆယ်စုနှစ်တိုင်အောင်အတွဲညီခဲ့ကြတဲ့သူမတို့နှစ်ယောက်ကအနုပညာမောင်နှမတွေပါလို့ခေါင်းစဉ်တက်ထားပြီးရောချစ်သူတွေလိုပြုမူတာကလွဲရင်ဘယ်အဆင့်ကိုမှတရားဝင်ချပြခဲ့ခြင်းမရှိပါဘူး။သူတို့နှစ်ဦးကအသက်အရွယ်ကလည်းမင်္ဂလာဆောင်ဖို့အသင့်တော်ဆုံးဖြစ်နေခဲ့ပေမဲ့ရေးစားအဆင့်တောင်မဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းအရာတွေဟာတတ်သိမရှိတဲ့အဟင်းဝရင်ရဲ့စိတ်ဓာတ်ကြောင့်လည်းပါသလို့မင်းသားရဲ့မိခင်နဲ့ညီမတွေကြောင့်လည်းပါတယ်လို့အကြောင်းသိတဲ့နှီးစပ်သူတွေကပြောဆိုလာခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးဟိုမယောက်တင်မယောက်ဆက်ဆံရေးမှာ မိန်းကလေးဖြစ်သူတန်းနှင်းနာမှုတွေကတော့ရှိနေသေးပါတယ်။ဒါကြောင့်လူပြောများစရာဖြစ်လာခဲ့တာပါ။ ဒါကြောင့်မင်းသမီးဆိုဖီးတဲ့စင်ကသူမရဲ့လက်တွဲပေါ်အဖြစ်ဆိုရင်မင်းသားအေးချမ်းမောင်ကိုရွေးချယ်ပြစ်မယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။မင်းသားအေးချမ်းမောင်ကတော့တသက်ဆမင်းသားရီထဲမှာအလားအလာရှိတဲ့မင်းသားတစ်လက်ဖြစ်ပြီးရောအခုဆိုရင်တော့အကယ်ဒမီယာမင်းသားတောင်ဖြစ်နေပြီဖြစ်ပါတယ်။မကြတော့တဲ့ချိန်တွင်းမှာထိတ်တန်းမင်းသားဖြစ်လာတော့မယ့်အေးချမ်းမောင်ကကိုကျင်းတိတ်ခါနဲ့လည်းပြေဆုံးပြီးရောယောက်ျားပီသားတဲ့အတွက်ဟင်းဝီရန်ထတ်တော်တာမှာအသေးချဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကလည်းဆိုဖီးတဲ့စင်ကိုမင်းသားအေးချမ်းမောင်နဲ့ဆိုရင်အတီးတကျဖြစ်တဲ့နေပြီဖြစ်တယ်လို့ ခံအားပေးနေကြတာဖြစ်ပါတယ်။ဟင်းဝင်ရဲ့ရမပြတ်သားတဲ့လောရက်တွေနဲ့အပြောအဆိုတွေကြောင့်ဝေဖန်ခံရမှုတွေကိုမခံနိုင်တော့တဲ့အတွက်မင်းသားအေးချမ်းမောင်ကိုသာလက်တွဲဖို့အဖြစ်ရွေးတော့မယ်။စိုးပြစ်တဲ့စင်ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်